အမျိုးတွေအားလုံးပဲမင်္ဂလာပါခင်ဗျာအမျိုးတွေအားလုံးကျန်းမာချမ်းသာကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာယနေ့တော့ကျွန်တော်ကိုအဲဖြွက်နှုတ်ပေါက်နေလို့ပေါ့နော်အဲစင်းလေးလေးချင်းပေးပါဆိုလို့အဲကျွန်တော်အပြောက်သိချင်တဲ့စင်နာမြတ်တာဖြစ်ကျွန်တော်စင်းလေးလေးလာရောက်မြှုပ်ပေးခြင်းဖြစ်ပါတယ်ဖြွက်နှုတ်ပေါက်နေတဲ့အကိုလည်းနော်အကိုပဲဖြစ်အမပဲဖြစ်ဖြစ်ပေါ့နော်အဲဖြစ်နေဖြစ်နေတဲ့အကိုအမပေါ့နော်ကျွန်တော်တို့ကျွန်တော်ရဲ့စင်းဒီမှာမဟုတ်ပါဘူးတခြားဆရာဆရာဆရာမကြီးရဲ့စင်းဒီနဲ့လည်း အမြန်ဆုံးတက်တာပြောခင်ပါစီလို့ကျွန်တော်ဆုတောင်းပေးပါလေဒီစင်းလေးကြီးလောက်ပြီးတော့လေအမြန်ဆုံးတက်တာပြောခင်ပါစီလို့ကျွန်တော်ဆုတောင်းပေးပါတယ်ကဲချွတ်နုတ်ပေါက်နေသူများအတော့ကိုကျွန်တော်ရှိရွယ်ပြီးတော့အစင်းကြီးနှမျိုးတိနှမျိုးတတိကိုအယူဆောင်လာပေးခြင်းဖြစ်ပါတယ်ကျွန်တော်ပထမတဏီကတော့ကျက်သွုံဖြူကိုကျွန်တော်တို့ကျက်သွုံဖြူတမွာ2မွာလောက်ပေါ့နော်ကျွန်တော်တို့ဒါမှမဟုတ်3မွာလောက်လို့ဖရာတရားတန်ငါပေါ့နော်ကျက်သွုံဖြူ3မွာကိုကျွန်တော်နည်းနည်းလေးထုလိုက်ငယ်ဟုတ်တစ်ခုခုနဲ့ထုလိုက်နော်ကြည့်အောင် ြင်ရပြီပေါ့နော်ကျွန်တော်တို့ထုနည်းနည်းထုချေလိုက်အထုချေသွားပြီဟုတ်ပြီနည်းနည်းချေသွားပြီဆိုရင်ကျွန်တော်တို့ကအကျွတ်နှုတ်ပေါက်တဲ့နေရာကိုကျွန်တော်တို့အုံထားပြီအုံပြီးတော့ကျွန်တော်တို့ဒီအဝိအဝိရှိတော့အဝိကောင်းကောင်းပေါ့နော်တကယ်လို့ပက်တီရှိတယ်ဆိုပက်တီလေးနဲ့ကျွန်တော်တို့ကျွန်တော်တို့စီးထားပြီလေစီးပြီးအိုက်တန်လေးထားမယ်ဆိုရင်အကျွတ်နှုတ်တကယ်ကမှတက်တာပြောက်ကင်းပါတယ်နော်အမြင့်ပြတ်တယ်ပေါ့နော်နောက်တနည်းကတော့ကျွန်တော်တို့ဒါကျွတ်ရဲ့ အရေကွန်နဲ့ကျွန်တော်တို့ကူတာပြရမှာဖြစ်ပါတယ်။အကျွဲ့ရဲ့အရေကွန်ကိုကျွန်တော်တို့ကဒီကျွဲ့လို့ပေါက်တဲ့နေရာကိုအကျွဲ့ရဲ့အရေကွန်ကိုတော့နည်းနည်းယူလိုက်။ယူပြီးဝိုက်ဆိုကျွန်တော်တို့ကအတက်အောက်ပြီးတော့ခုနှစ်ချက်တိတိကျွန်တော်ဆွဲချပြီနော်။အတက်အောက်လိုက်အတက်အောက်ပြီးရင်ဒုနာကျွဲ့လို့ပေါ့ဘူး။ကျွဲ့ရဲ့အရေကွန်ကျွဲ့နော်ကျွဲ့ရဲ့အရေကွန်တစ်ချက်နှစ်ချက်သုံးချက်၄ချက်၅ချက်၆ချက်ခုနှစ်ချက်အဲ့လိုလေးဆွဲချပြီ။ဟုတ်ပြီဆွဲချပြီးပါကြဒုနာဆွဲချထားတဲ့ကျွဲ့ရဲ့အရေကွန်ကိုကျွန်တော်တို့ ဝချမ်းပြားပေါ့နော်အဲဝချမ်းပြားလေးကိုကျွန်တော်တို့ထိတ်ရခွဲလိုက်ခွဲပြီးတော့အဲဒုနာကြွက်ရဲ့တေးရီကိုကျွန်တော်အဲ့တည်းကိုညှက်ထိတ်လိုက်ညှက်ထက်ပြီးတော့ကျွန်တော်မြောင်းပုတ်ရှွန့်ပုတ်ရှိတယ်ပေါ့နော်အဲရှွန့်ပုတ်နေရာမှာကျွန်တော်စောက်ထိုးစောက်ထိုးစိုက်ထားပြီးလက်အဲ့လိုလေးစိုက်ထားပြီးမယ်ဆိုရင်3ရက်အဲကြွက်အဲကြွက်ရဲ့တေးရီကွာ3ရက်ဆိုပုတ်ပြီးသူပုတ်တာနဲ့ဒုနာကြွက်လို့ကရားလာအဲ့လိုရားလာပြီးဆိုတော့ကုတ်လိုက်တာနဲ့ အမြင့်ပါတခါလေအပြက်ပျောက်ပါတယ်ပေါ့နော်အော်ဒီနေရာလေးမှာကျွန်တော်ပြောဖို့လောသွားတယ်ပေါ့နော်အဲကျွန်တော်တို့ကကျွန်းတို့အဲကျွတ်ရဲ့အရေခွန်နဲ့မလောက်ခင်ကျွန်တော်ကအကျွတ်နုလေးကိုအက်လေးကိုကျွန်တော်တို့မီးလေးတင်းပေးလိုက်နော်ဘာဖြစ်လို့တန်တက်ရှိတဲ့အတွက်အက်လေးမီးလေးတင်းပြီးတော့နည်းနည်းလေးသွေးလေးနည်းနည်းထွက်အောင်ဆော့ပြီးလိုက်ဆော့ပြီးပြီးသွားပြီဆိုတာနဲ့အထူးနဲ့ကျွတ်ရဲ့တေးခွန်နဲ့ကျွန်တော်တို့ကအသက်အောက်ကြီး80ခုနှစ်ချက်အောက်ဆွဲချပြီတစ်ချက်နှစ်ချက်သုံးချက်လေးချက်ငါးချက်၆ချက်ခုနှစ်ချက်ဟုတ်ပြီခုနှစ်ချက်ပြည့်သွားပြီဆိုတာနဲ့ အဲ့ဒီဆွဲချတာတဲ့တေးကုံကိုနော်ကျွန်တော်ဝချမ်းပြမှာဝချမ်းပြောက်ထည့်ရခွဲပြီးတော့အဲ့တေးကုံဝချမ်းပြတဲ့ကိုညှက်ထည့်လိုက်ညှက်ထည့်ပြီးတော့ကျွန်တော်မြောင်ပုတ်ရှင်ပုတ်ရေပုတ်ပေါ့နော်အဲ့ရှင်ပုတ်ပြီးပေါ့နော်ကိုယ့်ရဲ့မတက်ရှင်တော့အိမ်နောက်ဖေးမှာအဲ့ဒီနဲ့ကျွတ်ရဲ့တေးကုံကျွန်တော်စောက်ထိုးထိုးချလိုက်သူက၃ရက်လောက်ဆိုတာပုတ်ပြီသူပုတ်ပြီဆိုတာဒီမှာလဲရားမယ်အဲ့လိုရားပြီဆိုတာ ਨੇ အဲ့ကျွန်တော်တို့ကလက်လင်းနဲ့ကောက်ထုတ်လိုက်တာ ਨੇ အဲ့ကျွတ်နူကအကောလုံးဖလစ်တယ်ပေါ့နော်နင်နေတော့နင်သွားတော့ เนาะအဲအဲ့လိုပုံစံမျိုးဖြစ်သွားပြီပေါ့เนาะကျွန်တော်ထပ်ပြီးပြောပြပေးပါမယ်ပထမတနည်းလေးကတော့စက်သွုံဖြူကိုတလုံးလောက်လေးရတယ်ပေါ့เนาะစက်သွုံဖြူတလုံးမဟုတ်ပေါ့တမွာလောက်လေးရတယ်နှစ်မွာလောက်လေးရတယ်သုံးမွာလေးရတယ်ဖျက်တရားတန်လာပေါ့เนาะအဲ့လိုလေးကျွန်တော်ထောင်းလိုက်ထောင်းပြီးတော့ထုလိုက်ပေါ့เนาะထုပြီးဆိုရင်ကျွန်တော်ကျွန်းလို့ပေါက်တဲ့နေရာကိုအောင်အောင်ပြီးတော့ကျွန်တော်ပက်တီကောင်းကောင်းလေးစီပြီးတော့အဲ့တိုင်းနေပြီးเนาะမကြဘူးကျွန်တော်တက်တာပြောခင်တော့ပါမယ်နောက်တနည်းကတော့ကျွန်တော်ပြောတဲ့ကျွတ်ကျွတ်ရဲ့တေးရေခုံကို ျွန်တော်တို့ကအဲကျွန်းလို့နည်းနည်းကျွန်တော်တို့အက်လေးနဲ့ဆွတ်တွေးလေးနည်းနည်းတွေးစားလေးနည်းနည်းထွက်ပြီးဆိုတာနဲ့ဟုတ်ပြီကျွန်တော်တို့ကအဲကျွတ်သေးရခုံနဲ့နော်အသက်ခွန်းတစ်ချက်အောက်ပြီးတော့တစ်ချက်နှစ်ချက်သုံးချက်လေးချက်ငါးချက်ခြောက်ချက်ခွန်းချက်ပြည့်သွားပြီးဆိုတာနဲ့ဝချမ်းပြားလေးခွဲပြီးတော့အဲဝချမ်းပြားမှာကျွန်တော်တို့ကဆွဲတာလေးကျွဲ့ရသေးကုန်ကျွန်တော်တို့ညှက်ထည့်လိုက်ညှက်ထည့်ပြီးတော့အဲရှုံဘုတ်မြောင်းဘုတ်ပေါ့နော်အဲနေရာမှာကျွန်တော်တို့ကဆော့ထူတက်ဆိုင်လဲပေါ့နော်ကျွတ်သေးရခုံကို ဒီမြေကြီးတောက်နှစ်ချလိုက်သလိုပေါ့နော်နှစ်ချလိုက်အဲ့လိုနှစ်ချလိုက်ပြီဆိုရင်3ရက်ဆိုသူပုတ်ပြီဆိုတာ ਨੇ ဒီမှာရာပြီเนาะအဲ့နေရာရာပြီကျွန်းတို့ပေါက်တဲ့နေရာရာပြီအရာနဲ့နေရာလေးလက်လင်းနဲ့ကုတ်ထုတ်ပြီးလိုက်သူမှသူအလိုလိုမတူပျောက်သွားပါမယ်ဆိုတဲ့အကြောင်းဒီနေရာလေးပြောချင်ပါတယ်ပေါ့နော်အမျိုးတွေအားလုံးပဲเนาะအဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးတွေ့ရဆိုရင်လည်းเนาะ အစီအသားတော့လကောင်းအရှက်တော့လကောင်းရပါတယ်ပေါ့နော်မပြောလို့ကိုမဖြစ်ခဲ့ရင်တော့မှအခုပြီးနောက်မှဖြစ်တယ်တကယ်ချင်းမဆိုရင်ကိုတော့ဖြစ်ခဲ့ရင်လည်းဒီစင်းနေတိုင်းလည်းလုပ်ပြီးတော့သူတို့တတပြောက်ပြင်ပါတယ်ဆိုနေအမျိုးတွေလည်းအခုတို့ရတယ်ကျွန်တော်လည်းအခုတို့ရပါတယ်ပေါ့နော်အတူစင်တာတူမြစ်တာပေါ့နော်ကျွန်တော်ရှိမှစင်းနေတောင်းထားတဲ့အခုလည်းအများဆုံးတတပြောက်ပြင်ပါစီနော်ဒီကျွန်တော်ရောကခန်းစားနေရဝိညာဉ်ရှင်များအလုံးလည်းအများဆုံးတတပြောက်ပြင်ပါစီလို့ဆုတောင်းပေးပါတယ်မျိုးတွေအားလုံးပေါ့နော်အနာမျိုးကိုတဲ့6ဘက်ရောကခန်းစားနေရတဲ့ဝင်ရှင်မျိုးတွေအားလုံး အနာနဲ့စင်နဲ့တွေ့ပါစီဆရာကောင်းတမကောင်းနဲ့တွေ့ပါစီနော်ကိုချစ်ခင်ရတော်မိသားစုနဲ့တူတဲ့အသက်တရားတိုင်းမှာကအသက်နဲ့ရတိုင်းအေးချမ်းပျော်ရွှင်သောဘဝခီလန်ကိုငင်းချမ်းစွာအေးချမ်းစွာဖြောက်ပူးစွာရှောင်လန်းနိုင်ကြပါစီဖက်တန်းနိုင်ကြပါစီလို့ဆုတောင်းပေးပါတယ်မျိုးတို့အလုံးမချမ်းမချမ်းသာကြပါစီအနာမျိုး96ပါးရောက်ကင်းဝေးပါစီကက်ကြီးသုံးပါးမှာကျော်လွှမ်းနိုင်ပါစီလို့ကျွန်တော်ထပ်ပြီးတော့ဆုမကောင်းတောင်းပေးပါတယ်ခင်ဗျာ